ဓမ္မမိတ်ဆွေယောဂီကိုပြန်မိတ်ဆက်ပေးပါဦးတပည့်တော်နာမည်ဒေါ်လာလာဖြစ်ပါတယ်ဖေဟာရွှေပြည်သားလျှောက်ကလာပြီးအထုတ်တာပါဖေဟာအသက်အသက်က80ပါဖေဟာအသက်က80ဟုတ်ပြီအခုဘာဒီဘာကမရအထုတ်နေရပြီလဲအာယုံ6ပါးမြည်ငဲလာပါဖေဟာဟုတ်ပြီဘယ်လောက်ကြာပြီလဲဥစဉ်ကမရံပြောင်းမိတာလားလောက်ကြဟိုပထမအဲ့ကောပထမလားအခမ်းမင်းကြီးနမနမ နံပါတ်၄သုတ်ခေါ်တော့မှာဖေကအေးအဲ့တော့ဘယ်လောက်တော့ခမ်းမန်းကြီးဘယ်လောက်ရှိလဲခမ်းမန်းကြီး2လလောက်ရှိလားဟွန်း2လ3လလောက်ရှိပြီနော်ဟုတ်ပြီအဲ့တော့ဘယ်လိုတွေရှုမှတ်ခဲ့လဲအအောင်6ဘက်မြဲလောက်ကိုဘယ်လိုတွေရှုမှတ်ပေါ့ဘယ်လိုတွေရှုမှတ်ခဲ့လဲဘာတွေတိသွားလဲဘာတွေထူးကြလဲသိကျင်တာရှောက်ရှုပုံရှုနည်းလေးကိုရင်လျှောက်ပါဦးဘယ်လိုတွေရှုမှတ်ခဲ့လဲမျက်စိအကြည့်ရုပ်ကလေးနဲ့အစင်းရုပ်ကလေးနဲ့တွေ့ထိရတဲ့အခါမှာမြင်စိတ်ကလေးဖြစ်ပေါ်လာပါတယ်ဖေကအဲ့မြင်စိတ်လေးကိုမြဲလာလို့ ပည့်တော်ရှုမှတ်ပါတယ်ဖေဟာမမြဲပါဘူးဖေဟာနာအကြည်ယုတ်ကလေးနဲ့အတန်ယုတ်ကလေးနဲ့ထိတွေ့တဲ့အခါမှာကြားစိတ်လေးဖြစ်ပေါ်လာပါတယ်ဖေဟာအဲ့ကြားစိတ်လေးကိုမြဲလာလို့ရှုတဲ့အခါမှာမမြဲပါဘူးဖေဟာနှာခေါင်းအကြည်နဲ့အနံ့ယုတ်ကလေးနဲ့နှာခေါင်းအကြည်ယုတ်လေးနဲ့အနံ့ယုတ်ကလေးနဲ့တွေ့ထိတဲ့အခါမှာနန္တိစိတ်လေးဖြစ်ပေါ်လာပါတယ်ဖေဟာဒီနန္တိစိတ်လေးကမြဲလာလို့ရှုမှတ်တဲ့အခါမှာမမြဲပါဘူးဖေဟာ ရှာရှာကြည့်ရုပ်ကလေးနဲ့ရတာရုပ်ကလေးနဲ့တွေ့ထိတဲ့အခါမှာစားစိတ်တွေဖြစ်ပေါ်လာပါတယ်ဖေ။အဲစားစိတ်လေးကိုမြဲလာလို့ရှုမှတ်တဲ့အခါမှာမမြဲပါဘူးဖေ။ကိုကြည့်ရုပ်ကလေးနဲ့တွေ့ထိစရာလေးနဲ့တွေ့ထိတဲ့အခါမှာလဲထိတိစိတ်လေးဖြစ်ပေါ်လာပါတယ်ဖေ။အဲထိတိစိတ်လေးကိုမြဲလာဆိုမမြဲပါဘူးဖေ။မနောအကြည့်ရုပ်ကလေးနဲ့အာယုံနဲ့ထိတွေ့တဲ့အခါမှာလဲ တွေ့တော့ကြံစီစိတ်လေးဖြစ်ပေါ်လာပါတယ်ဖေ။အဲ့ဒါလေးလည်းမြဲလာဆိုမမြဲပါဘူးဖေ။မြဲလာလို့ရှိတဲ့အခါမမြဲပါဘူးဖေ။အဟုန်၆ပါးမမြဲကြပါဘူးဖေ။မြင်စိတ်ကလေးကိုတပိတော့ဆွဲကြည့်ပါတယ်ဖေ။ဆွဲလို့မရပါဘူးဖေ။ပယ်ကြည့်ပါတယ်ဖေ။ပယ်လို့မရပါဘူးဖေ။ပယ်တော့ဒေါသဆွဲတော့လောဘမပယ်မဆွဲတော့နတ်တဆိုင်နေပါတယ်ဖေ။မြင်စိတ်ကလေးဟာဖြစ်ပြီးပြက်နေတာပဲပြက်ပြက်နေလို့ နန္တရားဖြစ်နေပါတယ်နန္တရားဖြစ်လို့ပါဖေဟာနန္တရားဆိုတာမျက်စိတမိတ်လျှက်တဲ့အမှာဂရေတသိမ်းပြက်နေတာမလို့မမြဲပါဘူးဖေဟာဂရေတသိမ်းပြက်နေတာမလို့မမြဲပါဘူးဖေဟာမမြဲဘူးဆိုတာကိုညံနေပြီးတော့သိနေပါတယ်ဖေဟာဒီမြင်သိစိတ်ကလေးဟာဒီဒီမြင်သိစိတ်ကလေးဟာ အเจ้าညောင်အကျိုးဟုတ်ပြီပြောအเจ้าညောင်အကျိုးအเจ้าညောင်အကျိုးဖြစ်တာမလို့နန္တရားလေးဖြစ်တာလို့သိတော့တက္ကာဒိဋ္ဌိပြုတ်နေပါတယ်ဖေဟာဒီမြင်သီးစိတ်ကလေးကဖြစ်ပြီးတော့ပြက်သွားတာမလို့ခိုင်နေမြဲတယ်ဆိုတော့တတရဒိဋ္ဌိလည်းပြုတ်ပါတယ်ဖေဟာဒီမြင်သီးစိတ်ကလေးဟာသူ့သဘော သူ့ဆောင်ပြီးတော့ကိုမပိုင်ကိုမဆိုင်အရှိတရားမဟုတ်တာသိတော့ ဘယ်ရှိတဲ့အမှုတော့မသိလို့တော့မြင်သီးစိတ်လေးပေါ်လာတော့တိတော့ဥစ္စရာဒိဋ္ဌိစင်တယ်ဘယ်ဟုတ်အဲမြင်သီးစိတ်လေးပေါ်လာတာတိတော့ဥစ္စရာဒိဋ္ဌိမြင်သီးစိတ်ကိုပယ်ခိုင်းတာမဟုတ်မြင်သီးစိတ်ပေါ်တော့လည်းသိရမယ်မြင်သီးပြီးတာနဲ့ပြတ်တာကိုလည်းသိရမယ်အဲမြင်သီးစိတ်ကအကြောင်းတရားကြောင့်အကျိုးတရားဖြစ်လာတာကိုလည်းသိရမယ်နော်တင်ပါဗျာဟုတ်ရှောက်အဲ့တော့ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မှာတော့လားတင်ပါဗျာဟုတ်ပြီအဲ့တော့ဝင်းသီးစိတ်ပေါ်မှာဖြစ်ဖြစ်အဲ့ဒါဘာဖြစ်ဖြစ်ပြတဲ့ ဒီသင်္ခါရတရားတွေဘယ်တော့ဆုံးမှာလဲဘယ်ချိန်မှာဆုံးမှာလဲရှုတဲ့ချိန်မှာရှုံးမှာဆုံးမှာရှုတဲ့ချိန်မလို့ရှုမှာလဲကွာရှုပြပါဦးဖြစ်ဖြစ်အောင်၆ဘဘလို့ရှုမှာလဲရှုပါဦးအောင်၆ဘကိုအခုလိုပဲရှုရတယ်ခင်ဗျာအဲ့မြင်သည့်စိတ်ကလေးကမြင်မြင်သည့်စိတ်ကလေးကဖြစ်ပြီးရင်ပြတ်သွားတာမလို့မမြဲပါဘူးခင်ဗျာ မြင်းသီးစိတ်ကလေးကဟိုပေါ်မှာလောဘလည်းမရှိပါဘူးဗျာဒေါသလည်းရှိပါဘူးဗျာမြင်းသီးစိတ်ကလေးကဆွဲလို့လည်းမရပါဘူးဗျာပယ်လို့လည်းမရပါဘူးဗျာပယ်တော့ဒေါသဆွဲတော့လောဘမပယ်မဆွဲတော့အနတ္တဆိုင်နေပါတယ်ဗျာမြင်းသီးစိတ်လေးပေါ်မှာတပိလောဘဒေါသကင်းနေပါတယ်ဗျာလောဘဒေါသကင်းရနိဗ္ဗာန်ပါဗျာ မိဘဘာနဲ့မြင်လဲဆိုရင်ဉာဏ်နဲ့မြင်ပါလေဖရာဘာဉာဏ်လဲဆိုတော့မကဉာဏ်ဝင်နိဗ္ဗာန်မြင်ပါအဲ့တော့မြင်သိစေဖြစ်ပြက်ကအဲ့မြင်သိအယုံချပါမှဖြစ်ပြီးပြက်တဲ့သင်္ခါရတရားတွေကဘယ်နည်းရဆုံးတာလဲဘယ်အချိန်မှဆုံးတာလဲစုံမုံလေးကဘယ်လိုလေးလဲရှောက်တိတဲ့အချိန်မှဆုံးပါလေဘယ်လိုတိရောဘယ်လိုဆုံးတာဥစဉ်ကိုတခါလဲအဖြစ်ပြီးဖြစ်ပြီးတော့ဘယ်နည်းဘယ်အချိန်မှတိတာလဲဘလိုလေးတီးသွားတာလဲဘလိုလေးခံစားရတာလဲအပြည့်စုံလျှောက်ဘလိုလေးတီးပြီးတော့ဘလိုလေးခံစားရလဲဆိုတော့တပည့်တော့အဲ့ဖုံဖုံ ပြောတယ်တိုင်းအခုပြီးအောင်ရှောက်ပြရသေးအောင်ခင်ဗျာတမီးတော့အိုင်မက်ကင်၈ပါမကညာဝင်နိဗ္ဗာန်မြင်ပါဗျာမကဆိုတာမကင်၈ပါးပါဗျာမကင်၈ပါးဆိုတာအချင်းချင်းတော့သီလတမာတိပညာပါဗျာတလုံးနဲ့သုံးတော့မြစ္စည်းမပြိပဒါအလလလန်းစဉ်မြတ်တာလူတရားလို့ခေါ်ပါတယ်ဗျာဒီအာယုံ၆ပါးလေးကမမြင်မမြင်ဟိုအာယုံ၆ပါးလေးက မမြဲပါဘူးဖေကဘယ်လိုပဲဖြစ်ပြင်းတော့ပြက်သွားတာပါပဲဖေကတပီတော့ကရှူတဲ့အခါမှာပေါ့နော်တပီတော့သတိလေးထားပြီးတော့စားရင်လည်းစားတဲ့ဟိုစားတာလေးရရုပ်တိတဲ့လေးရနန်းတပီတော့ကအာယုံနေဖုံးဖုံးပေးထားတဲ့အရိယာဘုတ်တွေကိုမိမှာဆိုလို့တပီတော့ကအမြဲတမ်းသတိထားပြီးတော့အဲ့လိုမှတ်ပါတယ်ဖေက နောက်ပြီးတော့စာစာလေးရရုပ်အကြောင်းနန်းအကြောင်းအဲ့ဒီဟုတ်စားအရိယာဘုတ်တွေအကုန်လုံးလက်မှတ်တဲ့အခုဒီအရိယာဘုတ်လေးကိုလည်းတပိတော့မမြဲတဲ့အကြောင်းမှတ်ပါတယ်ဗျာအဲ့လိုမှတ်တဲ့အခါမှာတပိတော့ရင်ထဲမှာအေးချမ်းပါတယ်ဗျာတပိတော့ကြိုးလေကြိုးစားပါတယ်ဗျာတပိတော့ညံလေးမိတဲ့လောက်တော့တပိတော့ကြိုးစားထုတ်ပါတယ်ဗျာအင်းတပိတော့မသိကြရှိရင်တော့တော့ဆရာမကိုမေးပါတယ်ဗျာဟုတ်ပြီအဲ့တော့ဘယ်လိုလေးစုံရတာလဲဘယ်နေ့မှဘယ်လိုလေးစုံရတာလဲ တပီတော့အားထုတ်တဲ့ခါမှာတော့ဖြစ်ပြတွေဘယ်တော့ဆုံးသွားတာလဲဘယ်တော့မှဆုံးသွားတာလဲဖြစ်တာပြက်တာကတော့ဖုံဖုံရဲ့ရှုလိုက်လို့ရှင်တော့ဝေဒနာတွေကလည်းဖောက်ပြန်လာတာပဲဒါတွေကိုလည်းတပီတော့ရှုပါတယ်ခင်ဗျာတပီတော့ဖြစ်ပြီးပြက်နေတဲ့သင်္ခါရတရားတွေဘယ်တော့ဆုံးမှာလဲလို့ တီတော့တီးရင်တော့ဆုံးပါပါဗျာအေးရောတီးမှဆုံးမှာတော့ကြည့်ရမနေတော့မတီးတော့ပုံဆုံးနိုင်ပြီပဲညံမှာဆုံးမှာရမှာလေအဲညံမှာညံမှာဆုံးမှာညံမှာဆုံးမှာလေဖြစ်ပြက်တွေမြင်ဖြစ်ပြက်တွေမုံဖြစ်ပြက်တွေဆုံးဖြစ်ပြက်တွေဘယ်လိုဆုံးမှာလဲဇန်နဲ့ဆုံးမှာလားညံနဲ့ဆုံးမှာလားညံနဲ့ဆုံးမှာတီးမှာဆုံးမှာဆိုတော့အခဏနဲ့ဆုံးတာကိုကမတီးခင်ဆုံးမှာညံညံနဲ့ဆုံးမှာညံနဲ့ဘယ်လိုဆုံးမှာဆုံးပြလေ ညာနဲ့ဘယ်လိုဆုံးလဲဆိုတော့မကညာကိုနှိပ်ပါမြင်ပါဗျာအဲ့လိုမျိုးဖြည့်ယုံနဲ့မရဘူးဘယ်နေ့မှဘယ်လိုမြင်သွားတာလဲအာတပည့်အဲ့လိုမျိုးဥစဉ်ပြောတာယူနားထောင်ယူနဲ့ပြန်ပြောလို့မရဘူးဘယ်လိုဆုံးတာလဲဓမ္မကြီးခန္ဓာရှိနဲ့ညာတိနဲ့ဆုံးမုံဆုံးနေလို့ရှင်းပြအာတပည့်ရောအဲ့ဥစ္စာတရားထိုင်တဲ့ခါမှာလည်းအဲ့လိုပဲတပည့်ရောမှတ်ပါတယ်ဗျာမှတ်တဲ့ခါမှာကျတော့တပည့်ရောကအဲ့လိုပဲငြိမ်းအေးသွားတာလေးပဲသိပါတယ်ဗျာ တပြည့်တော့အထွေထူးတော့ဗာရင်မှမြင်တာတွေကြားတာတွေရတယ်မြင်ရောလဲလက်တင်ခံတယ်အတိတော့ဗာတိသွားတယ်ရတယ်ဘာဟုရှုလို့ငြင်းရတာလဲအဲ့ဒါပြန်တပြည့်တော့အဲ့ဒါလည်းရတယ်ဘလို့ဘာဟုရှုလိုက်လို့ငြင်းသွားလဲဒီကမ္မထမ်းပေါ်မှာပေါ့နော်မြဲလားမြဲလားမြဲလားတခွန်းတခွန်းမေးလိုက်တဲ့အခါတိုင်းမှာပဲတပြည့်တော့စိတ်ကအေးချမ်းသွားတယ်တပြည့်တော့ဖုံးဖုံးလည်းကျေသူလည်းတင်ပါတယ်ဘုရားနောက်ပြီးတော့တပြည့်တော့အဲ့ဒီစိတ်ကလေးကဟိုးအရင်တော့ကနဲ့မတူဘဲနဲ့ဒီတရားလေးနဲ့အေးချမ်းသွားတာကိုတပြည့်တော့တွေ့ တပည့်တော်ကအရင်ပဲဖုံးဖုံးနဲ့ကျေးဇူးတင်တယ်တပည့်တော်ဟိုကိုတပည့်တော်လည်းအရင်ပီတီဖြစ်မိတယ်တပည့်တော်အသေးလဲသေးရဲသွားတယ်ပေါ့နော်တပည့်တော်သေရင်တော့တပည့်တော်အပေတော့မချနိုင်တော့ဘူးဒီဖုံးဖုံးတင်ထားတဲ့ဟိုဒီတရားလေးတွေကိုပဲတပည့်တော်မမေ့မပြအောင်စ조사ပြီးတော့ပဲရှုမှတ်မယ်ပေါ့အဲ့လိုမြင်သူများလိုမြင်တာတွေကြားတာတွေတော့တပည့်တော်ကမသိဘူးတပည့်တော်အေးချမ်းချမ်းလေးပဲတော့ပဲတပည့်တော်စိတ်လေးအေးချမ်းနေတာပဲသိပါတယ်ခင်ဗျာอืมဟုတ်ပြီ စုံးတာလို့သိကျင်တာဒါပေမဲ့အေဂျင့်နာကိုဘာလို့ရှုလိုက်လို့အေဂျင့်သွားတာလဲအဲ့ဒီဒီရုပ်ကလေးတွေမြဲလားမြဲလားတခွန်းတခွန်းပြောလိုက်တာနဲ့မမြဲဘူးဆိုတာလေးကဒီသင်္ခါရတရားတွေမမြဲဘူးဆိုတာလေးကဖြတ်ခလဲဖြတ်ခလဲတပိတော့တိတိသွားတာလေးတော့တိတိတော့ငိမ့်သွားတယ်ငိမ့်ငိမ့်သွားငိမ့်တာလက်သင်္ခါရငိမ့်တာခံစားရတာတိတော့ဘာတိသွားလဲရှောက်တိရလေးတွေကတော့အဲ့လိုပဲငိမ့်သွားပြီးတော့ဘာဖြစ်သွားလဲတိသွားတာလဲဘယ်လောကကြီးကိုဘယ်လိုမြင်သွားတာလဲဒေါခကြီးကိုတပိတော့ကတော့တပိတော့တရားလေးအားလုံးကသင်္ခါရတရားတွေဘယ်လိုမြင်သွားတာလဲ မမြဲဘူးလို့ပဲသိပါတယ်ဗျာ။ဩသင်္ခါရတရားကိုမမြဲဘူးလို့သိတယ်လေ။ဟုတ်ပြီလေ။တပည့်တော်ကလေအဲ့တပည့်တော်တရားအားထုတ်လိုက်တိုင်းအေးချမ်းသွားတာလေးကိုပဲတပည့်တော်သိတယ်။ကျန်တာတော့တပည့်တော်မပြောတတ်ပါဘူးဗျာ။음음ဟုတ်ပြီ။မမြဲဘူးလို့သိတယ်ဖြစ်ဖြစ်မမြင်သေးဘူး။ဖြစ်ပဲဖြစ်ဖြစ်မဆုံးသေးဘူးပေါ့။ဟုတ်လား။ဖြစ်ဖြစ်ဆုံးပြီလား။ပြတာပြတာလေးကိုတော့ရှုပ်ပါတယ်ဖေဟာပြဲဟိုဒီလိုပဲမျိုးအိမ်မှာဟောဘယ်နဲ့ကျွန်တော်ထိုင်ပြလဲ ထိုင်ပါတယ်တနေ့နှစ်ချိန်လောက်တော့ထိုင်ရပါတယ်။အင်းဘယ်ချိန်မှရှုပြက်လဲ။တပည့်ချိန်ရှုပြက်လဲဆိုတပည့်တော်ကမနေ့လေးနိုင်တော့တော့ထားတယ်ဖရာရှိခိုးတဲ့တရားထိုင်။နောက်နှစ်ကင်းမဲ့ကြတော့လဲသားပြည့်ရဲ့အချိန်ညာတော့ထိုင်တယ်ညဘက်တော့ပြန်ထိုင်ပြစ်တယ်။ခိုင်လဲသုံးချိန်ဖြစ်တယ်နှစ်ကင်းဟိုနှစ်ကင်းဘက်ကိုခိုင်ကြတော့လဲသားမရှိရင်ဈေးတိုင်ဆောင်ရတော့မထိုင်ရအောင်ညဘက်မှာထိုင်ရ။ဟုတ်ပြီအဲ့တော့ဒီဟိုရှုတာအောက်၆ဘက်မြဲလာရှုတာဘယ်လောက်ကြပြီ။နှစ်လလောက်ရှိပြီ။ ်ဟိုဗရမတစ်ခေါက်ကပေးလိုက်တာပဲဖို့မို့ဗရမအနာရရေစကန်လာသေးလားလာရဗျာအဲ့တော့အဲ့တော့လည်းပေးလိုက်တာလားဓမ္မဗျာอืมငါတော့တော့ရှိသွားပြီเนาะဓမ္မဗျာอืมဟုတ်ပြီဓမ္မအဲ့ဒါဆိုရင်ဖြစ်ပျက်ကိုရှုတာတော့အမှန်တော့မှန်တယ်เนาะနည်းနည်းလေးဓမ္မဗျာဟိုပြန်ခန္ဓာကြည့်အောင်မယ်အချိန်နည်းနည်းကြံအောင်မယ်เนาะညံနည်းနည်းကြောက်ကြံသေးတယ်เนาะဓမ္မဗျာအဲ့တော့တရင်ကမြင်တဲ့ငါနေပါထာဝရမြေထာဝရနေပါအမြဲတိပါများမှာအတိလေးမြဲတာအတိမြဲဖို့တော့ဗာဆက်လုပ်ဖို့ကြံသေးလဲ တရားတရားကြိုးစားမယ်နော်ကြိုးစားမယ်ဒါပေမဲ့ဖုံဖုံအတိလေးမြင်အောင်ကတော့တပိတော်လေးသွားလေးရလာလေးရမှာဒီအမှတ်ကလေးတွေတပိတော်မလုပ်ဘူးအဲ့ဒါကိုလည်းတပိတော်ပီတိဖြစ်ပြီးဝင်းတာမိတယ်အင်းဟုတ်ပြီအရင်ကဆိုတော့တပိတော်မေ့တာပေါ့နော်အခုဆိုတော့အာအရိယဘုတ်တွေလည်းများတော့တတိယတာကိုတပိတော်ရှုလိုက်မှတ်လိုက်ပါတယ်ခင်ဗျာအဲ့တော့သင်္ခါရုပ္ပကဉာဏ်နဲ့ဓမ္မနုပ္ပသင်္ခါရုပ္ပကဉာဏ်မှာဓမ္မနုပ္ပတနာဉာဏ်နော်ဓမ္မနုပ္ပတနာဉာဏ်တို့ဆိုတဲ့အဲ့တရားကိုပြန်တာနော်အဲ့တရားကိုခောက်တို့ခောက်ပြန်နားထောင်မယ်နော် တင်မပဲอ่ะဘာတရားလဲသင်္ခါရုပ္ပခဉာဏ်မှဓမ္မနုပဒနာတုเนาะတပည့်တော်စာနယ်ရေးမှတ်သွားပါမယ်ရတယ်ရတယ်မြည်တယ်သင်္ခါရုပ္ပခဉာဏ်မှဓမ္မနုပဒနာဉာဏ်တုပြန်နားထောင်เนาะအခုသင်ရောပဲလေးဘုံငယ်ရှိတဲ့ကြာနိုင်သေးလားတပည့်တော်ကတော့ဒီတရားတွေအားထုတ်တာလို့တပည့်တော်တို့ရောယုံကြည်နေပါတယ်ဖေဟာအပေတော့တပည့်တော်မကြနိုင်တော့လို့ဟုတ်ပြီအဲ့တော့ပြင်မကြအောင်ဘယ်လိုသိမှာလဲသိပြပေးပါဦး သေးတာကတော့တပီးရောဝေဒနာဖောက်ပြန်နေတဲ့ဝေဒနာတွေလာရင်ဘယ်လိုသိမှာလဲသိပြပြပြီးပါဘူးဝေဒနာတွေလာရင်သဘာဝဝေဒနာတွေပဲကိုမပိုင်ကိုမဆိုင်မမြဲတဲ့တရားတွေပဲလို့ရှုမှတ်မှာပေါ့ဗျာဘယ်လိုလိုသဘာဝတရားတွေဖြစ်ပြီးရင်ပြတ်တာပဲရုပ်လည်းမမြဲဘူးနာမ်လည်းမမြဲဘူးရုပ်ကလည်းသဘာဝတရားနာမ်ကလည်းတရားသဘာဝတရားဖောက်ပြန်နေတာလည်းသဘာဝပဲမလို့သဘာဝလိုပဲရှုမှာပါပဲဗျာမမြဲတဲ့တရားလိုပဲရှုမှာပါဗျာ 31ဘုံဘယ်လိုမြင်လဲ31ဘုံ31ဘုံကယုံလဲနံပါပဲဗျာဥပါရှိနာတော့အောင်၆ပါမြဲလားပါဗျာဒီလေအဲ့တော့31ဘုံဘယ်လိုမြင်လဲ31ဘုံမှာလဲယုံလဲနံနေပါပဲဗျာ31ဘုံဘာတွေတွေ့တော့မြဲတာတွေ့ရလားမမြဲတာတွေ့ရလားမမြဲပါဘူးဗျာသဘာဝတရားတွေပါပဲဗျာကဲရှူမျိုးသားချင်းနဲ့မိဘနဲ့ချစ်တဲ့သူမုန်းတဲ့သူရောသဘာဝတရားတွေပါဗျာမမြဲပါဘူးဗျာอืมဟုတ်ပြီဒီမှာ နည်းနည်းလေးပြန်ရှုလာအောင်နော်ကဏ္ဍကြည့်အောင်တင်ပါဗျာဟုတ်ပါပြီတာဓုခေါ်ယူအောင်တာဓုတာဓုတာနားမယ်နော်တရားပြန်တာနော်ဓမ္မ